လေးစားအပ်တဲ့စာပေချစ်ခင်တော်ဓမ္မမိတ်ဆွေများရှင်မြမစာပေနဲ့ပဲမှာပေလီပြီရှင်းပါအပြည့်ဘုံကျူးခေါ်ဆိုကြီးခံရတဲ့စာဆိုပုဂ္ဂိုလ်ကြီးလေးဦးဤဝခင်မှာပေါ်ထွန်းခဲ့ပါလေရှင်အဲ့ဒီပုဂ္ဂိုလ်ကြီးလေးဦးကတော့ရှင်ဥဒ္ဓမကျော်ရှင်အုံးညူ ေမာနဲ့ရှင်မဟာသီလဝတ္တရုပ်ပဲဖြစ်ကြပါရဲ့ရှင်။အဲဒီရှင်လေးပင်တဲကရှင်မဟာသီလဝတ္တအကြောင်းကိုအနေငယ်ပြင်ပြပါမယ်ရှင်။ရှင်မဟာသီလဝတ္တရဲ့ဇာတိကတောင်ကြီးကြီးဒေသယုံလိရွာဇာတိဖြစ်ပါလေရှင်။ငယ်နေကတော့မောင်ညိုဖြစ်ပြီး 心味也很味咪心新地味，心，地老为啦，琵琶人心，牦牛哈，张大还远，年轻的嘞噶，年轻呀处处离，脚步呀离阿苗古，天生来没的路，第二把人新。 ယဟန်ဘဝရောက်တဲ့အခါလူတိုင်းအတွက်အရေးကြီးဆုံးအချက်ကိုသိစေရန်ပါမီရောဟန်မျိုးကိုရေးဆက်ဒီကုန်းပါရရှင်မြမစာပေငယ်မှာအကောင်းဆုံးသောပြုအဖြစ်ဆန်ထားခြင်းခံခဲ့ရပါရဲ့ရှင်အသက်40ရွယ်တွင်နေပြည်တော်သို့ရောက်ရှိပြီ ุติยามิงขาหิชวนนั้นจ่อชีบีนราปริโรณะโคเวมุโกทันแก่ยอกบาเรชิยะหันชินลูโลอะตั่วอะจูมยาสีเยสมมะสาโมกุนปุลีกายาสวีมิวิชุมยาโกยีตาแก่บาเรเสียรอยสาบีมยาโก ဧဝတိကနန်းတော်ကြီးနန်းတော်သားတို့တနေ့တည်းတရားစီအလေကြဖတ်ကြားနာယူစဉ်ကြောင့်ဤကရပါလေရှင်ဆရာတော်ကမြမစကားရေတွင်အစောဆုံးသောပါရယနာဝိထုနှင့်မြမရာဇဝင်တွင်အစောဆုံးသောရာဇဝင်ကျော်များကိုရေးသား၍ စာပေမျိုးလုံးကိုဖွင့်ပေးတော်မူခဲ့ပါရဲ့ရှင်။ဒါကြောင့်ကျေးဇူးကြီးမားလာတဲ့ဓမ္မစာဆိုတော်ကြီးရှင်မဟာသီလဝင်သားကိုဂုံပြုတော်အားဖြင့်ဆရာတော်ဤသောမစာထဲမှစာပိုက်တချို့ကိုထုံထုံ၍ယူဆဖတ်ကြပူဇော်ကြပါစို့လားရှင်။သာ Salabi,